အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အီတူပါမြန်မာ Jazz Club ရဲ့ Director ဖြစ်ပါတယ်ဒီဒီပွဲလေးကတော့အစားကတော့ကျွန်တော်တို့လည်းဒီငလျင်ကိစ္စရဖြစ်တော့ကျွန်တော်တို့လည်းမလုပ်တော့ဘူးဆိုပြီးတော့ပြည်ရထားတာပေါ့နော်ဒါပဲလေဟိုကျွန်တော်တို့ MGC ကနေလူငွေကောက်တယ်ကောက်ပြီးတော့ရှေ့ကိုတကယ်သွားလိုက်တဲ့အချိန်ကျတော့ fundraising ကအရင်လိုအပ်နေတာကိုကျွန်တော်မြင်ခဲ့တယ်ပေါ့နော်မြင်ခဲ့တော့ဒီပွဲကရလက်တွေအားလုံးကိုလည်းအကုန်လုံးပြန်မစိုး Pride အတင်းနဲ့ကျွန်တော်ပူပေါင်းပြီးတော့ဒီပြန်လည်ထူထောင်ရေးမှာလိုအပ်နေတဲ့ခန္ဓာတွေကိုဝင်ဖြည့်ပါမှာပါ ိုသွားလူတဲ့ချိန်ကျလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်လိုက်သွားမှာပါလိုက်သွားပြီးမန္တလေးတိုင်းမှာသွားပြီးတော့တကယ်လို့အဲ့နေနေရာကြီးကိုယ်တိုင်ကိုင်းစင်းပြီးတော့သွားလှူသွားမှာပါ လေ့လာမယ်ဆိုရင်မရက်ပါနဲ့တခြားလေ့လာပါနေ့တိုင်းလေ့လာပါနေ့တိုင်းကျွန်တော်အပိတ်ချင်တာတော့ရအိမ်နာရတာပဲစဉ်းစားပါတယ်ပြီးတော့တော့ patient ဖြစ်ဖို့နေ့တိုင်း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 ပုံမှန်သွားနေတော့တည့်ချင်ရောက်တော့ခိုင်းတယ်ဆိုကျွန်တော်ညစ်နေဆက်ပါတော့ကျွန်တော်တို့အခု chess movement လေးကိုပဲကြွားတာ chess movement လေးပဲကြည့်လိုက်တော့ညစ်နေဆက်ပါဆိုတော့ time မှာကျွန်တော် ျွန်တော်တို့လိုမျိုးအခုလိုမျိုးကမ္ဘာခရာစားလို့ပြီးတော့ဒီလိုလစပေါ်လာတယ်ပေါ်လာပြီးတော့ဒီလိုမျိုး group ကနေပြီးတော့မှ higher education ကိုလာတယ် private university ပေါ်လာရယ်ပြီးတော့နောက်တစ်ချိန်မှာအဲ့လိုတက္ကသိုလ်ကြီးဖြစ်လာတယ်ဒီလိုပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီးအဲ့လိုတွေကနေမှ generation 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 အားလုံးဖြစ်သွားတာ time မှာဆိုတော့ဒါလူငယ်20လုံးကဖြစ်တယ်ဆိုတော့ကျွန်တော်က20နှစ်လောက်ကြာနေကြနောက်ကြာနေတော့အဲ့မှာပဲဖြေရပေါ်လာ education ကလည်းဆိုင် အဲ့တော့အရင်တော့ထိုင်းမှာတော့ငါကြောက်တော့ example ပြန်ကြည့်ရရင်ထိုင်းမှာရှိခဲ့တဲ့20တုန်းကလည်းကျွန်တော်အတိုင်းပဲ workshop တွေတက်ပြီးပဲနေလာတယ်။ high education ရှိတယ်။ကျွန်တော်တို့လည်းသူ့လိုတဲ့အချိန်ရရင်ကျွန်တော်ကျောင်းသွားတက်ချင်တယ်။ပြန်လာနေတယ်။ဘယ်လိုလဲ။ဘယ်လိုမျိုးများပါချင်တယ်။သူတိတာရတာ။သူတို့ဒီပွဲမှာဆိုရင်တော့ကျွန်တော်စပြင်လာတယ်